အာကစားနေလူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျန်ဖန်းတော်တောင်ရှမ်းပြည်နယ်အာကစားနေကာယပညာဦးစီးဌာနရှိအာကစားကွင်အာကစားယုံများလှည့်လည်ကြည့်ရှုစစ်ဆေးတဲ့တရင်ကို တင်ဆက်ပေးပါမယ်ရှင်။အာကစားသည်နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့်စီလုံးညီညွတ်မှုကိုဖြစ်ပေါ်စေပြီးအာကစားမြင့်တင်ခြင်းသည်နိုင်ငံတော်၏ဂုဏ်ကို မြင့်တင်ခြင်းပင်ဖြစ်ကြောင်း တိုင်းဒေသကြီးနှင့်ပြည်내အကစားပြိုင်ပွဲများကိုမြို့ကြီးများတွင်သာမကလှုပ်ဆောင်၍ရနိုင်သည့်နေရာများ၌လှုပ်ဆောင်ရမည်ဖြစ်ကြောင်းနိုင်ငံတော်အကြီးအကဲဤလက်ညွန်ချက်နှင့်အညီ2025ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်내အကစားပြိုင်ပွဲများအနက်အသက်25နှစ်အောက်ဗောလီဘောပြိုင်ပွဲအသက်18နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲအမျိုးသားဖူးဆေးပြိုင်ပွဲနှင့်အသက်25နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကိုရှမ်းပြည်နယ်ကအင်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ရာမြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျန်ဖန်းတော်တောင်သည်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ရှမ်းပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးမင်းမင်းတွင်အကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးညံစိုးဦးနှင့်တာဝန်ရှိသူများလိုက်ပါလျက်ပြိ င်ပွဲလက်ခံကျင်းပမည်အာကစားကွင်အာကစားရုံများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ရှေးဦးစွာအမျိုးသားအမျိုးသမီးဘောလုံးပြိုင်ပွဲများကျင်းပမည်ပြည်내အာကစားကွင်အားကြည့်ရှုစစ်ဆေးရာညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများကရှင်းလင်းတင်ပြမှုအပေါ်ပြည်ထောင်စုဝန်ကြီးကတိုင်းဒေသကြီးနှင့်ပြည်내ပြိုင်ပွဲဖြစ်သည့်နှင့်အညီအာကစားကွင်အားပြိုင်ပွဲကွင်အဆင့်နှင့်လျော်ညီအောင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် ်ပြိုင်ပွဲကာလအတွင်းလုံခြုံရေးကြိုးပမ်းမှုမရှိစေရန်ကြိုတင်စီစဉ်ဆောင်ရွက်ထားရန်အကစားကွင်းစိမ့်လန်းစွပြေးရေးဆက်လက်ထိန်းသိမ်းထားရှိရန်မှာကြားခဲ့ပါသည်။ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည်အမျိုးသားအမျိုးသမီးဗောလီဘောပြိုင်ပွဲများနှင့်အမျိုးသားဖူးဆဲပြိုင်ပွဲကျင်းပမည်ပြည်내နေချင်းရေးအကစားရုံး အရန်လေးကြည့်ဝင်းများအာကစားသမားများတဲခိုးဆောင်အာကစားသမားစားရိတ်တာပြိုင်ပွဲကျင်းပရင်းနေပြိုင်ပွဲကြီးကျက်မြေတိုင်းအဖွဲများထားရှိသည့်တဲခိုးဆောင်များအားကြည့်ရှုဆစ်ဆီခဲ့ကြပြီးတင်ပြချက်များအပေါ်ပြည်တော်စုဝင်ကြီးကလိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည် ၎င်းနောက်တောင်ကြီးမြို့မြို့တော်ခမ်းမတွင်ကျင်းပပြုလုပ်သည့်2025ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်내ဗောလီဘောပြိုင်ပွဲဝင်အသင်းများကိုတစ်ဖက်ရီဝိုင်းဖြင့်ကြိုးဆိုမိတ်ဆက်ခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ပြီးပြည်တော်စုဝန်ကြီးကနှုတ်ခွန်းဆံမှစကားပြောကြားရာတွင်အကစားသမားများအနေဖြင့်စိတ်ဓာတ်စီကံစွမ်းအားစီလုံးမှုစံချိန်စံညွန်စံနှုန်းများအားကျင့်သုံးပြီးနိုင်ငံတော်ကအားထားရသည့်မြမလက်ရွေးစဉ်အကစားသမားကောင်းများဖြစ်စေ ရင်ပြိုင်ပွဲမှာတက်မှတ်ထားသည့်စီမင်းစည်းကမ်းများနှင့်အညီရှင်ပြိုင်သွားကြရန်မှာကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။